မင်္ဂလာပါရှင်ကျမဒဇင်ပါဒီဇင်ဘာလ17ရက်နေ့အတွက်နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်စစ်ဆက်ညှိနှိုင်းဖို့ထိုင်းနဲ့ကမ္ဘောဒီးယားခေါင်းဆောင်တွေကိုမလေးရှားဝန်ကြီးချုပ်ဆက်သွယ်ပြောဆိုတဲ့သတင်းမီးလောင်နေချိန်မှာကိုလွတ်မယုံပဲခွေးလေးတွေကိုကယ်ထုတ်ခဲ့တဲ့ဖလော်ပိုင်အမျိုးသမီးအကြောင်းနဲ့ Nova ညင်းကြီးစုရှင်အခမ်းအနားမတက်နိုင်လို့တမီးဖြစ်သူကကိုစားစုလက်ခံယူတဲ့သတင်းဒီသတင်းတွေကိုနားဆင်ရမှာဖြစ်ပါရဲ့ရှင်ပဋိပက္ခတွေစိုးတဲ့အစိုးမလာခင် သူဟာထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံခေါင်းဆောင်တွေစီဆက်သွယ်ဆွေးနွေးခဲ့တယ်လို့မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကပြောပါတယ်။အရှေ့တောင်အာရှဒေသတွင်းအင်းနီးဇန်နိုင်ငံတွေဖြစ်တဲ့ထိုင်းနဲ့ကမ္ဘောဒီးယားတို့ဟာနေဆက်မှာအပြန်အလှန်ပြစ်ခတ်မှုတွေအစပြုလာပြီးအသေးအပြောက်တွေလည်းကျုံလာတဲ့နောက်အန်ဝါကနှစ်နိုင်ငံစလုံးရဲ့ဝန်ကြီးချုပ်တွေစီဆက်သွယ်ခဲ့ကြောင်းလူမှုကွန်ရက်မှာရေးသားခဲ့ပါတယ်။အရှေ့တောင်အာရှနိုင်ငံများအစီအယုံအာဆီယံရဲ့အလှည့်ကျဥက္ကဋ္ဌလည်းဖြစ်တဲ့အန်ဝါဟာ ထိုင်းနဲ့ကမ္ဘောဒီးယားတို့ကြောင်းဇူလိုင်လကုန်ပိုင်းတော့ကပထမဆုံးဖြစ်ပွားခဲ့တဲ့အစီအရေးပဋိပက္ခမှာအပြစ်ခတ်ရဆဲနဲ့အောင်အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့အတူဂျောင်းဝင်ဆစ်ဆက်ပေးခဲ့သူဖြစ်ပါတယ်။ဒီဇင်ဘာလ9ရက်နေ့မှာထိုင်းကမ္ဘောဒီးယားပဋိပက္ခမီးတွေတကြောပြန်တောက်လောင်လာပြီးနောက်တစ်ချိန်ဆစ်ဖြတ်ကြမှာကိုစိုးရိမ်စရာတွေရှိလာပါတယ်။ဒီဇင်ဘာလ10ရက်နေ့မှာတော့အန်ဝါက သူဟာထိုင်းဝန်ကြီးချုပ်အနူဒင်ချမ်ဗီယောက်ကိုကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်ဒိုစီဖုန်းနဲ့ဆက်သွယ်ပြီးလက်ရှိအခြေအနေတွေနဲ့ပတ်သက်လို့ဆွေးနွေးခဲ့ကြောင်း ASMA ရေးသားထားခဲ့ပါတယ်။သူကနှစ်ဖက်ခေါင်းဆောင်တွေစီကပွင့်လင်းတဲ့ဆွေးနွေးမှုလက်ရှိတင်းမာမှုတွေကိုစိတ်ဆက်ညှိနှိုင်းမှုနီလန်းနဲ့ဖြေရှင်းလိုတဲ့သဘောထားမျိုးပြသမှုတွေအတွက်ကျေးဇူးတင်တယ်လို့ဆိုပါတယ်။နောက်ပြီးနားလည်မှုလွဲချင်းတွေကနေလက်ရှိပဋိပက္ခတွေကိုပို့ပြီးဆိုးရွားသွားစေနိုင်ကြောင်းလဲအန်ဝါကသတိပေးထားခဲ့ပါတယ်။ လက်တလောဟာတည်ရရှင်ရေကာလတစ်ခုဖြစ်နေပြီးပြဿနာတွေပိုမဆိုးအောင်တသမန်ရေးညှိနှိုင်းမှုတွေရှိနေဖို့လိုအပ်ကြောင်းအန်ဝါကဆိုပါတယ်မလေးရှားနိုင်ငံကတော့ငင်းချမ်းရေးဆွေးနွေးမှုတွေနိုင်ငံတကာစီးမြှုပ်တွေနဲ့ညီညွတ်တဲ့အဖြေရှာမှုတွေဒေသတစ်ခုလုံးတင်းငယ်လုံးချုံရေးအတွက်ပူးပေါင်းဆောင်ရွက်မှုတွေကိုအမြဲတမ်းအားပေးထောက်ခံသွားမယ်လို့လည်းသူကအရေးသားထားပါတယ် လေလာသူတချို့ကတော့အန်ဝါရဲ့ကြေညာချက်တဲမှာနယ်စပ်တစ်လျှောက်ထိုင်းနဲ့ကမ္ဘောဒီးယားတို့ကြားဖြစ်ပွားနေတဲ့တိုက်ခိုက်မှုတွေကိုချက်ချင်းရပ်တန့်ဖို့တောင်းဆိုမှထားတဲ့အပေါ်မှာထောက်ပြမေးခွန်းထုတ်နေကြပါတယ်။လက်တလောစစ်ရေးပဋိပက္ခတွေကြောင့်ကမ္ဘောဒီးယားမှာအရက်သား6ယောက်တိတ်ဆုံးပြီးအယောက်20ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ကြေညာထားပါတယ်။ထိုင်းဘက်ကတော့စစ်သား4ယောက်တိတ်ဆုံးပြီးစုစုပေါင်းဒဏ်ရာရသူ68ယောက်ရှိတယ်လို့ထုတ်ပြန်ထားပါတယ်ရှင်။မြေအကြီးအကျယ်လောင်ကျွမ်းနေချိန်မှာ ကိုယ်တိုင်လွတ်မြောက်ရေးထက်သူ့ရဲ့ခွေးလေးနှကောင်ဘေးကင်းစေဖို့ဦးစားပေးရွှေပြောင်းပေးခဲ့တဲ့ဖလော်ပိုင်အမျိုးသမီးတူဟာလူမှုကွန်ရက်မီဒီယာတွေမှာချီးကျူးခံနေရပါတယ်။အွန်လိုင်းမှာလူပြောများနေတဲ့ဗီဒီယိုထဲမှာတော့အဆောက်အုံကြီးတစ်ခုအကြီးအကျယ်မိလောင်နေတဲ့အချိန်မှာနှစ်ထပ်အမြင့်မှာပိတ်မိနေတဲ့အမျိုးသမီးကိုအောက်မှာရှိနေတဲ့သူတွေကလေကားထောင်ပြီးကယ်ဆယ်ရွှေပြောင်းပေးဖို့ကြိုးစားနေတာကိုတွေ့ရပါတယ်။ဒါပေမဲ့အမျိုးသမီးဟာဒီအခြေအနေကိုတိတိငြိမ်ငြိမ်ကန်တွယ်ရင်းသူ့ရဲ့ခွေးလေးနှကောင်ကိုအောက်မှာရှိတဲ့သူတွေဖမ်းမိနိုင်အောင် အရင်ဆုံးပြစ်ချပေးနေကြတာကိုဗီဒီယိုထဲမှာမြင်တွေ့ကြရပါတယ်။နောက်တော့မိကအရန်တောက်လောင်လာပြီးသူရှိတဲ့နေရာအထိကူးဆက်လာချိန်မှာအမျိုးသမီးဟာကွန်ကရစ်ဝရန်ဒါလက်ရန်းကနေခိုဆင်းရင်းအောက်ဘက်ကနေထောင်ပေးတဲ့လှေကားစီအောင်အောင်မြင်မြင်ရောက်သွားနိုင်ခဲ့ပါတယ်။သူ့ကိုမိသက်သမားတစ်ယောက်ကအကူအညီပေးခဲ့တာပါ။အဲ့ဒီအချိန်နေဟာစီဘူးပြည်နယ်ထဲကမန်တူအီမြို့ကမိလောင်မှုတစ်ခုမှာကြုံခဲ့တာလို့သိရပါတယ်။ဒီဇင်ဘာလ10ရက်နေ့တုန်းကမြို့ထဲမှာရှိတဲ့အဆောက်အအုံမိလောင်ခြင်းမှာ အမျိုးသမီးကတုံလုံး6ချောင်းမနေခဲ့ပဲသူချစ်တဲ့ခွေးလေးနှစ်ကောင်ကိုတီတီငင်ငင်နဲ့အရင်ဆုံးကဲထုတ်ပေးခဲ့တာဖြစ်ပါတယ်။ဖလော်ပိုင်မှာတော့အဲ့ဒီအမျိုးသမီးကိုသူရဲကောင်းတူဖြစ်လူမှုကွန်ရက်မီဒီယာသုံးဆွဲသူတွေကချီးကျူးနေကြပါတယ်။ဒါ့အပြင်ခွေးလေးတွေကိုအောက်ကနေစီးပြီးဖမ်းပေးတဲ့အင်းကြီးချင်းတွေနဲ့အမျိုးသမီးကိုကယ်ဆယ်ရွှေ့ပြောင်းပေးခဲ့တဲ့မိသားတောက်ဖွဲ့ဝင်တွေကိုလည်းလူမှုကွန်ရက် သုံးဆွဲသူတွေကချီးကျူးတဲ့အမှတ်ချက်တွေရေးသားခဲ့ကြပါတယ်။လူမှုကွန်ရက်သုံးဆွဲသူတချို့ကဒီအမျိုးသမီးဟာဘယ်ရှုတော့ကကြည့်ကြည့် မယုံနိုင်စရာကောင်းလောက်အောင်တက်သည့်ရှိခဲ့ကြောင်းခက်ခဲပြီးအနေရများလာတဲ့အခြေအနေမှာနည်းနည်းလေးတောင်တွေးဝေမနေပဲလှုပ်တင်တာကိုမမှန်ကန်ကန်လုပ်နိုင်ခဲ့တာဒူးကဲလွန်ကြောင်ချီးကျူးခဲ့ကြပါတယ်မိသားတက်ဖွဲ့ကတော့မိစတဲ့လောင်ကျွမ်းတဲ့အကြောင်းရင်းကိုစုံစမ်းနေစေလို့ထုတ်ပြန်ထားပါတယ်ရှင်စုရရှိသူကိုယ်တိုင်အခမ်းအနားမတက်နိုင်ခဲ့တာကြောင့်နိုဘယ်ငြိမ်းချမ်းရေးဆုကိုတမီးဖြစ်သူကကိုစားလက်ခံယူခဲ့ပါတယ် ဗီနီဇွဲလာအတိုက်ခံခေါင်းဆောင်မာရီယာကိုရီနာမာချာတို့ဟာ2025ခုနှစ်အတွက်နိုဘယ်ငြိမ်းချမ်းရေးဆုကိုရရှိခဲ့တာပါသူဟာသမရနီကိုလတ်မာဒူရိုရဲ့ရန်လိုပြစ်မှတ်ထားမှုတွေကြောင့်ဗီနီဇွဲလာနိုင်ငံထဲမှာတူတူတိတ်တိတ်ပေါင်းအောင်နေခဲ့ရပါတယ်မူလကတော့ဒီဇင်ဘာ10ရက်နေ့အစုပွေးပွဲကိုမာချာတို့ကိုယ်တိုင်တက်ရောက်ပြီးဆုလက်ခံယူနိုင်မယ်လို့နော်ဝေးနိုင်ငံအော့စလိုမြို့မှာရှိတဲ့နိုဗယ်ဆုရွေးချယ်ရေးကော်မတီဝင်တွေကပြောကြားခဲ့ကြပါတယ်ဒါပေမဲ့လုံခြုံရေးအခြေအနေတွေအရမာချာတို့ဟာ အော့စလိုကိုရောက်မလာနိုင်ခဲ့တယ်လို့သူဘမရှိနေတယ်ဆိုတော့ကိုလည်းအတိအကျမပြောနိုင်ပါဘူးအစောပိုင်းတုန်းကတော့အစုပေးပွဲကိုဖျက်သိမ်းဖို့စဉ်းစားခဲ့ပေမဲ့နောက်ဆုံးမှာတော့အော့စလိုကိုရောက်ရှိနေတဲ့မာချာဒိုရဲ့မိသားစုတွေကတမီးဖြစ်သူအန်နာကော်ရီနာဆိုစာကစုကိုလက်ခံယူဖို့ဆုံးဖြတ်ခဲ့ပါတယ်စုပေးပွဲမဆခင်မှာမာချာဒိုကအတန်ဖိုင်တစ်ခုပေးပို့ခဲ့ရမှာမာချာဒိုကသူဘေးကင်းတယ်လို့နော်ဝေးကိုလည်းလာနေကြောင်း ဒါပေမဲ့အချိန်နဲ့ရရကြောင့်စုပေးပွဲကိုတော့အချိန်မီမရောက်နိုင်ကြောင်းအသိပေးထားခဲ့ပါတယ်။မိခင်ကိုစားစုလက်ခံယူနေချိန်မှာတော့ဆိုစာကသူမိခင်ဟာလွတ်လပ်တဲ့ဗီနီဇွဲလားနိုင်ငံကိုထူထောင်ပေးဖို့ရှင်သန်နေသူဖြစ်ပြီးအဲ့ဒီရမန်းချက်ကိုဘရော့မအစွန့်လွတ်မှာမဟုတ်ဘူးလို့ပြောကြားသွားခဲ့ပါတယ်။နိုဘယ်ဆုရွေးချယ်ရေးကော်မတီဟာဗီနီဇွဲလားမှာဒီမိုကရေစီကူးပြောင်းရေးအတွက်မာချာတို့ရဲ့အကြမ်းမဖက်အာထုတ်ကြိုးပမ်းမှုတွေကိုအတိအမှတ်ပြုဖို့ဒေစုကိုပေးအပ်ခဲ့တာဖြစ်ပါတယ် အာနာရှင်အစိုးရကိုစန့်ကျင်ရည်တည်ဖို့သူမိခင်ရွေးချယ်ခဲ့တဲ့လမ်းဟာမိသားစုရဲ့အပေါ်မှာလည်းအပြင်းအထန်တက်ရောက်မှုတွေရှိခဲ့ကြောင်းစိုးစားကဖွင့်ဟခဲ့ပါတယ်။သူဟာနောက်ဆုံးနှစ်နှစ်အတွင်မိကနဲ့လုံးဝလူချင်းတွေ့ခွင့်မရခဲ့ကြောင်းစိုးစားကပြောပါတယ်။2024ခုနှစ်ဇူလိုင်လရွေးကောက်ပွဲမှာအတိုက်ခံအင်အားစုတွေအနိုင်ရခဲ့ကြောင်းစောက်ကြည့်လေလာသူတွေကပြောပေမဲ့မာဒူရိုကတော့သူပဲအနိုင်ရခဲ့တယ်လို့တစ်ဖက်သက်ကြေညာပြီး အာနာကိုဆက်လက်ဆုတ်ကင်ထားခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီးမချောက်တို့လည်းကိုရောင်ဖြောက်ပုံးကွယ်နေကြရတာဖြစ်ပါတယ်။စိုးစားကဖက်ချားပြခဲ့တဲ့မေခွန်းထဲမှာတော့ဗင်နီဇွဲလာပြည်သူတွေဟာပျော်ရွှင်ရင်မောရတဲ့နေ့မျိုးစီပြန်ရောက်လာမှာပါလို့ထဲသွင်းပြောကြားခဲ့ပါတယ်။မာဒူရိုကတကယ်လို့မာချာဒိုတာဗင်နီဇွဲလာကနေထွက်ခွာပြီးနော်ဝေးကိုသွားရောက်မဲဆိုရင်သူ့အပေါ်ကန့်တတ်ထားတဲ့စီးမြင့်တွေကိုချိုးဖောက်ရာရောက်ပြီးဝရမ်းပြေးလို့တတ်မှတ်မဲဆိုပြီးချင်းချောက်ထားပါတယ်။ ဒါပေမဲ့မာချာတို့ကအဲ့ဒီချင်းချောင်းမှုကိုဖီဆန်ပြီးအော့စလိုမြို့စီရောက်အောင်လာလိမ့်မယ်လို့ခမန်းမှုတွေကြဲကြဲပြန့်ပြန့်ထွက်ပေါ်နေခဲ့ပါတယ်ရှင်။ People's Spin ကနေနောက်ဆုံးရရှိထားတဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားခဲ့တာဖြစ်ပါတယ်ရှင်။